တောင်ကိုရီးယားဝန်ကြီးချုပ်ဟောင်ဟန်ဒူဆူကသမရရွေးကောက်ပွဲကိုဝင်ရောက်ရှင်ပြိုင်မယ်လို့မီနီယက်ကကြေညာခဲ့ပါတယ်စွန်သုံးရက်မှာပြုလုပ်မဲ့တမရရွေးကောက်ပွဲဟာရာထူးကနေဖင်ရှားခံခဲ့ရတဲ့တမရဟောင်းညွန်းစော့ယူရဲ့နေရာမှာအစားထိုးတောင်ဝင်ထမ်းဆောင်မဲ့သူကိုအဆုံးဖြတ်ပေးမှဖြစ်ပါတယ်။ဧပြီလ၄ရက်မှာတော့တောင်ကိုရီးယားရဲ့အခြေခံဥပဒေဆိုင်ရာတရားရုံးကစွပ်စွဲပြစ်တင်ခံခဲ့ရတဲ့တမရညွန်းစော့ယူကိုရာထူးကဖင်ရှားခဲ့ပါတယ်။ဟန်ဟာမီဒီယာက တောင်ကိုရီးယားရဲ့ယာယီသမရယာရုနဲ့ဝင်ကြီးချုပ်ယာရုတို့ကနေနှုတ်ထွက်ကြောင်းကြေညာခဲ့ချိန်မှာသမရရွေးကောက်ပွဲဝင်ဖို့ဖြစ်နိုင်ခြေရှိကြောင်းအရေးအမွှတ်ပြောကြားခဲ့ပြီးပိုမိုကြီးမားတဲ့တာဝန်ကိုထမ်းဆောင်ဖို့ဆန္ဒရှိကြောင်းပြောကြားခဲ့ပါတယ်။ကိုရီးယားပြည်သူသမရနိုင်ငံရဲ့အနာဂတ်အတွက်ကျွန်တော်အယမ်းချစ်မြတ်နိုးတဲ့နိုင်ငံအတွက်နဲ့ကျွန်တော်တို့အားလုံးအတွက်ကျွန်တော်တက်နိုင်တဲ့ဘက်ကလှုံ့ဆော်သွားဖို့ဆုံးဖြတ်ထားပါတယ်။ဒီသမရရွေးကောက်ပွဲမှာကျွန်တော်တို့ပြည်သူတွေရဲ့ရွေးချယ်မှုကိုခံရဖို့စွမ်းကုန်လုံးဆောင်သွားမှာပါလို့ဟန်ကမီနီရက်မှာရုပ်တံကနေမိကုံးပြောကြားခဲ့ပါရယ် ရုံးဟာဒဇမလအတွင်းလွတ်တော်ရဲ့ဆွဆွဲပြစ်တင်မှုကိုခံခဲ့ရပြီးတဲ့နောက်ဟန်ဟာယာယီသမရအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။အသက်85နှစ်အရွယ်ဖျူရိုဂရပ်တဦးဖြစ်တဲ့ဟန်ဟာ liberal တဦးဖြစ်တဲ့လီဂျီမြောင်ကိုရှင်ပြိုင်မှုအတွက်စီးလုံးညီညွတ်မှုရှိတဲ့ကွန်ဆာဗေးတစ်အင်အားစုအဖြစ်မဲဆွယ်စည်းရုံးဖို့ရုံးရဲ့ပြည်သူ့အင်အားပါတီနဲ့လက်တွဲဖွဲ့ရှင်နေပါတယ်။ အရင်ကတောင်ကိုရီးယားရဲ့ liberal အစိုးရနဲ့ conservative အစိုးရအဖွဲ့တွေမှာဟန်ဟာဖန်နာယီဝင်ကြီးကုံသွေးယီဝင်ကြီးနဲ့အမေရိကန်နိုင်ငံဆိုင်ရာတောင်ကိုရီးယားတန်အမတ်ယာရူအပါဝင်ထိပ်သီးယာရူနေရာတွေကိုတာဝန်ထမ်းဆောင်ခဲ့ပူပါတယ်။ဟန်ဟာဝင်ကြီးချုပ်အဖြစ်နှစ်ကြိမ်တာဝန်ထမ်းဆောင်ခဲ့ပြီးပထမအကြိမ်ဟာအခုကွယ်လွန်သွားပြီဖြစ်တဲ့သမရဟောင်းရူမူဟွန်းလက်ထက်ကဖြစ်ပြီးဒုတိယအကြိမ်ကတော့ယွန်းလက်ထက်ကဖြစ်ပါတယ်။ ကျွန်တော်ဟာတောင်ကိုရီးယားသမ္မတနိုင်ငံရဲ့ပြည်သူဝင်တဲ့တယောက်အနေနဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက်ရှေ့တန်းကနေဂုဏ်ယူဆောင်လှူဆောင်ပေးခဲ့ပါတယ်လို့ဟန်ကပြောကြားခဲ့ပြီးအမေရိကန်နဲ့ကုန်သွယ်ခွန်ကိစ္စတွေကိုဖြေရှင်းသွားမယ်လို့ကတိပြုခဲ့ပါတယ်။